ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အင်ချန်မြေဝိုင်းအမြန်ရောင်းထွက်စေမဲ့ရတဲ့ပြန်လည်မြောက်ပြလက်ပါတယ်ဗျာခွမန့်နေရေတံမေတာတောင်းထားတဲ့မိတ်ဆွေများရောအစဉ်ပြောင်းကဲခုနှစ်သားသမီးတွေအသုံးလို့လည်းမိတ်ဆွေများလည်းအသုံးချလို့ရောက်မြောက်ပြခြင်းဖြစ်ပါတယ်ဗျာကျွန်တော်ကိုတိုင်နဲ့လိုက်လို့ပေးခဲ့ဘူးပါတယ်အဲ့တော့ကျွန်တော်ကိုတိုင်နဲ့ပေါ့နော်ရန်ကုန်မင်းကလေးနေပြည်တော်ဆတဲ့နေဒီမှာဒီဟာလေးလေးလိုက်ပြီးလှုပ်ပေးလေးရှိပါတယ်ဒါကြောင့်မိတ်ဆွေများလည်းကိုတိုင်ကိုကြလှုပ်လို့ရအောင်ကျွန်တော်ပြန်လည်မြောက်ပြခြင်းဖြစ်ပါတယ်ဗျာโอเคလော့မလေးကအရန်လွယ်ပါတယ်ဗျာ တို့ထင်ကြတာကတော့အစီအင်းကြီးကောင်းကောင်းလေးအစီအင်းကြီးကျွန်တော်တို့တွေခက်ခက်ခဲလေးလုံးမဆွမ်းနေထင်ကြတာတကယ်တော့ကျွန်တော်တို့ခံမြက်အစီအင်းကြီးလုပ်လို့ရှိရင်ဘာရက်မများတော့လုပ်မယ်လို့ဆရာသမားများသင်ခဲ့ဘူးပါတယ်ဒါမှလည်းလုပ်လက်လူလက်လွယ်ကူမှာပေါ့နော်ဟုတ်ပြီဒီနေ့မှာလည်းဘာရက်လည်းမများဘူးလွယ်ကူစီပြီးတော့တိောက်မယ်နေတဲ့ခုမြောက်ပေးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆိုကြပါစို့ရောင်းမဲ့အိမ်ချမ်းမြေဝိုင်းဥမာဥမာဆိုကြပါစို့အိမ်ချမ်းမြေဝိုင်းတဲ့ခုဘယ်ရောက်ပဲရောင်းချင်ရောင်းချင်း အဲ့ဒီခြံပဝမြေပဝကိုသွားမယ်သွားပြီးတော့ကျွန်တော်ရဲ့အဝင်ပဝနေရာလေးမှာခုံလေးတစ်ခုံထေချာတစ်ချာပြီးအမွှေးတိုင်လေး၃တိုင်ပူစော့အမွှေးတိုင်၃တိုင်ထုံးမယ်အမွှေးတိုင်၃တိုင်ထုံးပြီးတော့အဲ့ဒါလေးကိုဗကြင်လောက်အောင်လဲဆိုတော့ညနေပိုင်းမှာလုပ်မယ်နေဝင်ပြီဆိုရင်လုပ်လို့ရပါပြီအမွှေးတိုင်၃တိုင်လေးထုံးမယ်ထုံးပြီးတော့အဲပြောမှာပေါ့နော်ဤခြံဤမြေဤနေရာနဲ့မှာစောက်စောက်ရတယ်နော်အစောက်ချနှစ်ကောင်နှမများကိုဒီပေါ့နော်ဒီအမွှေးတိုင်များနဲ့ဒီမွှေးနဲ့တံများနဲ့ပူစော်ပါတယ်နော်ဒီခြံမြေကို အမြန်ရောင်းအောင်ကူညီပေးပါဈေးကောင်းရအောင်ကူညီပေးပါပိုင်ရှင်အမြန်ပိုင်ရှင်အမှန်ကိုအမြန်ခေါ်ပြပါဆိုပြီးပြောလိုက်ရုံပဲဒါလေးပဲဒီဟာလေးကိုလည်းညနေတိုင်းလုပ်မယ်ဒါညနေလုပ်မယ်အဲ့တော့ညနေလုပ်ပြီးတော့မနက်ပိုင်းလုပ်မှလေးကလည်းရှိသေးတယ်လွယ်တယ်နော်အဲ့မနက်ပိုင်းလုပ်မှလေးကတော့ကျွန်တော်တို့ဘာလို့မဲဆိုတော့ဟိုဟာကြီးကျွန်းကြီးစုံတစ်ချောင်းလုပ်မယ်ကြီးနဲ့လှုပ်ထားတဲ့ဇွန်းအဲ့တော့ကြီးစစ်တော့ဖြစ်ဖို့လိုတယ်ဗျကြီးနဲ့လှုပ်ထားတဲ့ဇွန်းတစ်ချောင်းလုပ်မယ်အဲ့ဇွန်းနဲ့ကိုယ့်ရဲ့ဒီရောင်းမယ်အင်ရှင်းပေါ့ဝါချန်ရှင်းပေါ့ဝါကျွန်တော်တို့ မြေမြေပေါ့နော်မြေဆိုလဲမြေဝိုင်းဆိုလဲဝိုင်းပေါ့အဲ့ဘဝလေးမှာအဲ့ဇုံလေးနဲ့ခောက်ပေးရမှာဖြစ်ပါတယ်အဲ့မြေကြီးကိုခောက်မယ်အဲ့ဆိုလဲအိမ်ပေါ့ပြန်နော်မြေကြီးကိုခောက်မယ်ခောက်မယ်ခောက်မယ်ဈေးကောင်းဈေးကောင်းရပါသည်မြေမြောင်ထွက်ပါသည်ဈေးကောင်းရပါသည်မြေမြောင်မြောင်ထွက်ပါသည်ခောက်လဲခောက်ပြောလေပြောပေါ့နော်ဈေးကောင်းရပါသည်မြေမြောင်ထွက်ပါသည်ဈေးကောင်းရပါသည်မြေမြောင်ထွက်ပါသည်ဈေးကောင်းရပါသည်မြေမြောင်ထွက်ပါသည်ဆိုပြီးတော့အမိတ်ပေးသလိုပြောမယ်နော်အမိတ်ပေးသလိုဈေးကောင်းရပါသည် မြေမြရောက်တတ်ပါစေဆိုပြီးအမိတ်ပေးသလိုပြောမယ်အဲ့လိုမနက်ပိုင်းပြောမှာဖြစ်ပါတယ်သူ့လည်းမနက်ပိုင်းပဲရှင်မဆိုပြောလို့ရတယ်အချိန်တကျလေးပြောချင်တော့9နိုင်45မှာပြောလို့ရတယ်ခောက်မယ်ပေါ့နော်အဲအချိန်တကျမပြောနဲ့လဲကိစ္စမရှိပါဘူးအဲ့ဒါလေးကို ကြီးစုံလေးနဲ့ခောက်မယ်သူ့လည်းမနက်တိုင်းခောက်ပြီးဘယ်လောက်ကြာကြာခောက်မလဲဆိုတော့မိတ်ဆွေများတက်တက်နိုင်နိုင်ဝက်လောက်ထိုင်ခောက်စေခြင်းတယ်ထိုင်ခောက်နေပြအဲ့နာနေနော်အဲ့နာနေထိုင်ခောက်နေခောက်နေအဲ့ဒါကိုလည်းမနက်တိုင်းခောက်မယ်မနက်ပိုင်းကိုကြီးစုံနဲ့ခောက်မယ် ညနေပိုင်းကိုအမွှေးနဲ့ထုံပြီးရောအိမ်ဆုံးနဲ့ဝင်းအိမ်ခြံဆောင်နဲ့မြည်မြေဆုံးနဲ့ကိုတိုက်တင်းပဲဒီနှစ်ခုလေးကိုနှစ်ပတ်တိတိသုံးပတ်တိတိဆက်တိုက်လုပ်မယ်ဆိုလို့ရှိရင်မြန်မြန်ရောက်လာစေတယ်မြန်မြန်ရောင်းထွက်စေတယ်ဈေးကောင်းလဲမြန်မြန်ရစေတယ်တချို့ကပွဲစားလို့လာကြည့်တယ်ဈေးနေမဲ့သူတွေလာတယ်တချို့လည်းလာကြည့်တယ်ကြည့်ပြီးပြန်သွားလဲလို့ရှိတယ်အဲ့လိုမဟုတ်ပဲねလာလဲကြည့်မယ်ကြိုက်လဲကြိုက်သွားရဈေးရမယ်ဈေးကောင်းလဲရမယ်အစီအလေးပဲဖြစ်ပါလေဗျကဲဒါဆိုအရန်အစီပြေတယ်เนาะဟုတ်ပြီအားလုံးတော့အစီပြေသွားပြီဒါဆိုရင်ကျွန်တော်တို့စီမှာ အဲ့ဒီပိုင်ရှင်အဲ့ဒီနေရာကိုဝေဒီကိုကအမြောက်များလက်ခံနိုင်မဲ့ကံရှိနေဖို့လိုတယ်အဲ့ဒီကံလေးလေးဖြစ်ဖို့ကောင်းဖို့အတွက်ကလည်းနောက်ဆုံးရတရားလေးကလည်းလွဲပါတယ်ငါပြောသည်တဖိနဲ့ငွေတထောင်ကိုရဟန်းတန်ကလေးလူပေးသုံးဖို့တရားရှင်ဆရာကြီးဆရာလေးလူပေး အဲ့တော့ဘာသာကြားများဆိုလို့ရှိရင်တော့တောင်းရမ်းနေတဲ့သူလေးလူပေးပေါ့ငွေတထောင်နဲ့ငပြောသီးတပိနဲ့လူပေးဒါမှမဟုတ်လေအေးငပြောသီးတပိမတက်နိုင်လို့ရှိရင်တက်တလုံးစီခလေးလိုက်ဝေပေးဒါလည်းရတာပဲငပြောသီးလူပဲလူလူခလေးစီပဲလိုက်ဝေလိုက်ဝေး အဲ့တော့ပတ်စံနဲ့ဒီငပြောသီးနဲ့လူပေးခြင်းအပြင်ပတ်စံတွေကလွလွကူပဲကိုယ်စီငပြောသီးခွန်ခွာတယ်လို့ပဲလွလွကူနဲ့ချောမိနဲ့ရောက်လာစီတယ်ဒါလေးလုတ်ကြည့်ပါအရန်လွယ်ပါတယ်ဗျကဲမိတ်ဆွေများတဲ့အများပေးလိုက်ပါတယ်ဗျအိမ်ချမ်းမီဝိုင်းအမြန်ရောက်ထွက်ကြပါစီစစ်ချင်းတဲ့ကိုချက်မှရှိကြပါစီကဲနေရာထိုင်ခင်းကြီးနေတဲ့ကောင်းမွန်မွန်ဖြည့်ကြရကြပါစီစီဝတ်တဲ့လူတန်းနေကြပါစီဗျအစီအမီလဲလိုက်ဆိုစကွိုက်အင်တာဗျူအပိတ်ကလေးလိုရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ